မင်္ဂလာပါဒီနေ့တော့ကျွန်တော်ကျွန်တော်ရဲ့တောင်သူဦးကြီးတွေအတွက်ပေါ့နော်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ဟိုသတိပြုစရာအချက်တွေနောက်အခြားကျွန်တော်တို့ information ပေါ့နော်သတင်းအချက်လက်တချို့ကိုအဲကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် တော့ကျွန်တော်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မျှဝေမှုတွေလုပ်တယ်။နောက်ပြီးရွှေတွေဒေါ်လာတွေအစရှိတာတွေပြောတဲ့ခါကျတော့ comment လေးတွေပါလေကျွန်တော်တွေ့ပါတယ်။အဲ့ဒါဒီ site ပေးနဲ့ပတ်သက်ပြီးတော့လည်းเนาะမျှဝေပေးပါအောင်ဆိုပြီးတော့လीအဲ့တော့ကျွန်တော်ဒီမိတ်ဆွေတွေထဲမှာလည်းဒါ site ပေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါကျွန်တော်ကိုယ်တိုင်လည်းမကင်းပါဘူး site ပေးကိုဟိုတစ်ချိန်ကဆိုကျွန်တော်တို့ကဒီလေကိုကျွန်တော်ကိုယ်တိုင်လုတ်ခဲ့ရတာပဲเนาะလေဒီတောင်ရာတွေကိုယ်တိုင်လုတ်ခဲ့ရတာ။ ဆိုတော့ဟိုနောက်ကျွန်တော်အဓိကကျွန်တော်နဲ့ထိဆက်နေတယ်ပေါ့နော်ဒီလေယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဆန်စပါးပေါ့နော်နောက်ပြီးရင်တော့နောက်ထပ်ကျွန်တော်တို့ကဒီတီးနံပေါ့တီးနံနေတဲ့မှာဆိုရင်တော့အထူးသဖြင့်တော့ကျွန်တော်တို့ကပဲမျိုးစုံပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရတော့ပေါ့နော်ကျွန်တော် information လေးတွေရဲ့နောက်ပြီးရင်သတိပြုစရာအချက်တွေပေါ့နော်နောက်ပြီးရင်ကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့စိုက်ပျိုးရေး အခြေအနေမှာเนาะတကယ်စိန်ခေါ်မှုတွေရှိပါတယ်เนาะဒါတွေကိုကျွန်တော်တို့ဟိုစဉ်းစားတွေးခေါ်စရာပေါ့เนาะဒါမိတ်ဆွေတို့လည်းဝိုင်းပြီးတော့เนาะဟိုစဉ်းစားတွေးခေါ်နိုင်ဖို့ကျွန်တော်ပြဝေပေးသွားမှာပါအဲ့တော့ပထမဆုံးပြောချင်တာကတော့ကျွန်တော်ဒီစံစဘာကိစ္စအရင်ဆပြောချင်ပါတယ်เนาะပြီးတော့မှကျွန်တော်ဒီတီးနံနေရဆိုရင်ဒါပေအခြေအနေတွေဘာကြီးရှိနိုင်လဲပေါ့နောက်ပြည်တွင်းအထွက်အခြေအနေနောက်နိုင်ငံတကာအခြေအနေအဲ့ပြီးရင်တော့နောက်နိုင်ငံတကာဈေးနှုန်းတွေ ောက်ပြီးဈေးအတက်ကြအဆရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ဟိုစံစဘာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အခုရက်ထဲကျွန်တော်တို့ဒါအားလုံးသိတယ်အဲဒီစံစည်းအခြေအနေပေါ့နော်စံစည်းဆိုရင်ဒါလက်တော်မှာစံစည်းအေးတယ်ပေါ့နော်စံစည်းကျတယ်ပေါ့ဗျာနော်စံစည်းအေးတယ်ဒါပေမဲ့တချို့နေရာတွေတချို့လောက်မှာပဲနည်းနည်းစံစည်းအဲခုနနေရာဒေတာအဲကုတန်ရောင်းဝယ်အခြေအနေကြောင့်နော်စံစည်းတွေနည်းနည်းတက်တာမျိုးရှိရင်ရှိမယ်ဒါပေမဲ့နေရာအများစုမှာတော့စံစည်းငြိမ်တာတွေ့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဘာကိုပြောချင်လဲဆိုတော့ ဲဆန်စည်းငိမ့်နေတစ်ဖက်မှာစပားစီးကလည်းအင်ပတန်ကျွန်တော်တို့ဒါကြာဆင်းနေတဲ့အခြေအနေရှိပါတယ်အဲ့တော့တာမန်ပေါ့ဒီစပားစီးကြာဆင်းမှုရဲ့ပေါ့နော်အခြေအနေကပုံမှန်အဖြစ်ဆိုရင်ဆန်စည်းကြတော့ကောင်းတော့ပေါ့ဗျာဆန်စည်းတက်တာရဲဆိုစားသုံးသူတွေအတွက်เนาะကျွန်တော်တို့ကပုံမှန်ဒါအဲဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့ဗျာဒါပေမဲ့တစ်ဖက်မှာပြဿနာအဲ့ဒီဆန်ကိုထွက်လာဖို့စိုက်တယ်ကျွန်တော်လေသမားတွေပေါ့နော်အဲသူတို့ရှင်သန်ဖို့ကလည်းရည်ကြီးတယ်ဆိုတော့ကျွန်တော်တို့ကအဓိကဒီတက်တာကြတာထက်ပေါ့နော်ညှတာဖို့လိုတာ ဈေးနှုန်းတစ်ခုကနော်ဒီကုန်ချမ်းစည်းကုန်ကြောစည်းတွေဆိုတာမျှတဖို့လိုတာအဲ့တော့ဟိုတခါလေးမှာကျွန်တော်တို့ကကြာတိုင်းဟိုကောင်းတာမျိုးအခြေအနေမဟုတ်သလိုဟိုကြာတိုင်းကောင်းတယ်ဆိုတာဇုံကြရင်ပြဿနာမရှိဘူးဥပမာကျွန်တော်တို့ကစံစည်းကြတဲ့အချိန်မှာโอเคစပားစည်းကြတယ်စပားစည်းကြတယ်လို့ပဲကြံတဲ့ဟိုတွန်းရစုစည်းတွေကြတယ်နောက်ဈေးရိတ်တွေပေါ့နော်စိုက်ပျိုးထုတ်လုပ်တဲ့ဈေးရိတ်တွေကြတယ်ဆိုရင်တော့ပြဿနာမရှိဘူးအဲ့လိုမဟုတ်ရင်တော့ ဒီတကယ်မူရင်းပေါ့နော်ဒီဒီ site ကိုထုတ်လုပ်တဲ့သူတွေမှာအင်မတန်ပြဿနာရှိတယ်။အဲ့ဒါဆိုရင်သူကဘာဖြစ်လာနိုင်လဲဆိုတော့ရေရှိပါအကယ်၍ဗျာမကိုက်တော့ဘူးဆိုလို့ရှိရင်တချို့အ site shop ပြတာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်တချို့ကြာလဲမလုတော့ပဲအခြားသီးနှံတွေပြောင်းပြတာမျိုးဒါတွေခဏခဏဖြစ်တတ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အဲ့ဒီဒီပေါ်ပင်လိုက်ပြီးတော့ပေါ့နော်အဲ့လိုသီးနှံတွေပြောင်းဆိုင်တဲ့ပြဿနာလဲကျွန်တော်နည်းနည်းလေးခက်အကျေတော်ဝင်ဟိုမျှဝေပေးသွားပါမယ်။အဲ့တော့ပထမဆုံးမှာခုနစပါးစီးပေါ့ကျွန်တော်စုံစမ်းပြရတဲ့လောက်ဆိုရင်စပါးက ်လက်ရှိပါအခုဒါအခုချိန်ကတော့ຫນွေစဘာပေါ့ဗျာຫນွေစဘာပေါ်တဲ့အချိန်ပေါ့နော်ဟိုမိုးစဘာတွေကလည်းအဲတော်တော်ပြက်ခမန်းဖြစ်နေပါပြီအဲ့တော့ຫນွေစဘာဒီကအခုချိန်မှာဆိုရင်အဲစဘာစီက73သိန်းနဲ့ဒီ73သိန်းကြားလောက်ပါပဲရှိတယ်ဆိုတာသိရတယ်ဒါအကြမ်းမြင့်ပေါ့နော်အဲ့ဒါတော့မှ73သိန်းဆိုတဲ့စဘာကဒါတော်တော်လေးကိုအည်သွေးကောင်းတဲ့စဘာပေါ့ဗျာအဲစဘာမှဒီ73သိန်းလောက်ရမယ်73သိန်းခွဲ73သိန်းအဲ့ဝင်ချင်ရမယ်ပေါ့နော်ဒီကဒေတာလိုက်ပေါ့ ဲ့တော့အဲ့ဒီမှာဒီလဲသမားတချို့ကိုကျွန်တော်စုံစမ်းပြီးတော့မေးကြည့်တယ်ပေါ့နော်မေးကြည့်တဲ့အခါကျတော့သူကသူတို့ရဲ့ဒီ site ပြိုးစီကျွန်တော်ဒီမှာတချို့ကိန်းကနန်းလေးတွေတရားမှတ်ထားတာရှိပါတယ်ဆိုတော့သူတို့မှာဆိုရင်ဗျာစပြီးတော့ကျွန်တော်တို့ထွန်ရက်ထွန်ရက်တာပေါ့နော်အဲထွန်ရက်စီကဒီဒီထွန်ဆက်နဲ့เนาะဟိုဆက်မောင်းစီတွေရှိမယ်အခြားကျွန်တော်တို့ကျွဲနွားသုံးရတာရှိမယ်ပေါ့အဲ့ဒီစီကအနည်းဆုံးကျွန်တော်တို့ကတသိန်းနှစ်ပေါင်းနဲ့တသိန်းခွဲကြမှာရှိတယ်ဒါနေရာဒေတာပေါ်မူတည်ပြီးတော့เนาะအနည်းဆုံးတသိန်းနှစ်ပေါင်းကနေပြီးတော့အမြင့်ဆုံးတသိန်းခွဲလောက်ရှိတယ် နောက်ထပ်ကျွန်တော်တို့ကဒီတေကမှာဆိုလို့ရှိရင်နောက်ဒါမျိုးစဘာပေါ့နော်မျိုးစဘာဆိုလို့ရှိရင်လည်းတသိန်း3000နဲ့တသိန်းခွဲဘူးလောက်ရှိတယ်ဒါမျိုးစဘာကနောက်ထပ်မြေဩဇာမြေဩဇာမှာတော့မှဒါတာမန်ပေါ့နော်ဟိုကျွန်တော်တို့ဒါသူသူဒစိမ့်နဲ့သူအမျိုးမျိုးရှိပဲအဲမြေဩဇာဆိုလို့ရှိရင်သူက2300နဲ့3000ဝန်းကျင်မှာရှိတယ် ဒါဒါအကြမ်းမင်းကျွန်တော်တို့အဲဒီတောင်သူတွေစီကရတဲ့အချက်လက်ပေါ့နော် နောက်တစ်ခါမျိုးကျဲကနော်မျိုးကျဲကဆိုရင်ဒါတပေါင်းလောက်ပေါ့ဗျာရှိမယ်ဒါကတော့ဟိုဒီဒီဒေတာလိုအပ်ကပေါ့နောက်တစ်ခါအဲပိုးသက်စီနော်စီးစီးက6000လောက်ရှိမယ်ဒါတော့အနည်းဆုံးတော့တေကအပေါ်မှာအနည်းဆုံးတွေ့တာနောက်ထပ်ဒီလဲပြုတ်ပြင်တာတို့နော်အဲ့ဒါတွေကတော့တောင်းကနန်းလေးတွေပေါ့ဗျာနောက်ထပ်ဒီရိတ်သိမ်းကအဓိကကြီးကြီးမားမားပုံမှာရိတ်သိမ်းကအဲ့တော့ရိတ်သိမ်းကမှာဆိုလို့ရှိရင်တော့အဲတသိန်းခွဲနဲ့ အဲတော့ဒီဒီတချို့နေရာဒေတာတွေဆိုရင်နည်းနည်းအကွာအဝေးအဲများတဲ့နေရာဒေတာတွေဆိုရင်တော့လေတသိန်းခွဲနဲ့နှစ်သိန်းကြားမှာရှိမှာပေါ့ဗျာဆိုတော့နောက်ထပ်သင်ယူစိနော်အဲ့လေတဲ့ကနေပြီးတော့နော်ကျွန်တော်တို့ဒီဒီဘယ်လိုခေါ်မလဲကိုစပားတူလောင်မဲ့နေရာသို့မဟုတ်ကိုအိနေရာအထိပေါ့နော်အိအထိပြန်ရောက်ဖို့သင်ယူစိတွေကနော်အဲ9000နဲ့အဲ9000ဝန်းကျင်ကြားမှာရှိအဲ့တော့ဒါဒီအားလုံးပေါင်းလိုက်တယ်ဆိုလို့ရှိရင်တို့ရဲ့ size အဓိကကုန်ကြမဲ့ เนาะတကယ် actual cost ပေါ့ဗျာဒါတော့သူတို့လုံအားကမပါဘူးเนาะတောင်သူတွေကိုယ်တိုင်လေသမားတွေကိုယ်တိုင်သူတို့လုတ်တဲ့လုံအားကမပါအဲ့ဒီဟာကိုပဲကိုသိန်းဝင်းကျင်မှာရှိတယ်เนาะတကယ်တချို့နေရာတွေဆိုကျွန်တော်စုံစမ်းပြီးတော့10သိန်းလောက်ကုန်တဲ့နေရာတွေလည်းရှိတယ်ဆိုတော့လုံအားကနည်းနည်းပြင်းတဲ့နေရာမျိုးတွေဆို10သိန်းလောက်ကုန်တာရှိတယ်အဲဒီဒီခုနဟိုကောက်ဆိုင်ထားလို့ပါလို့ပေါ့เนาะဒီဒီဒီဟာတွေရှိအောင်မယ် အဲ့တော့ဒီထဲမှာကျွန်တော်တို့ကပြန်ကြည့်မယ်အခုဒီမှာဆိုသူတို့ပြောသွားတဲ့အဲထဲမှာဆိုလို့ရှိရင်ဒါဒီတကယ်ဒီဒီစိုက်ပြိုးတဲ့မျိုးကျဲတာမျိုးကိုပဲအဓိကပြုံးသွားတာတချို့နေရာတွေမှာစိုက်တာတွေဆိုရင်ပို့ပြီးတော့ဈေးကတက်ပါနော်တက်မှာဆိုတော့အကြမ်းမင်းဒါကျွန်တော်တို့ခမန်းဂျီရဆို10သိန်းဝန်းကျင်မှာဈေးကုန်ကြမှုရှိမယ်အဲ့တော့10သိန်းဝန်းကျင်ရှိတော့ပြန်ရမယ်ခုနစဘာအထွက်ပေါ့နော်စဘာအထွက်ကိုကျွန်တော်ကြည့်တယ်စဘာအထွက်ကိုကြည့်တဲ့ခါကျတော့အကယ်၍သူကစဘာ100ထွက်မှာတေကောက်စဘာ100ထွက်မှာ ခုနပြောတဲ့73သိန်းလောက်ရရတယ်ဆိုတော့ဇဘာတရာထွက်တဲ့ဒီလေပေါ့နော်ဒီနွေဇဘာလေကတော်တော်ကောင်းပါပုံမှန်အားဖြင့်ဆိုရင်သူတို့အများဆုံးထွက်လို့ရှိရင်နော်80ဒါတချို့နေရာတွေဆိုရင်ဒါ60ရူ80ရူဆိုတာတော့အ ਨੇ စုပါသေးတယ်နော်တေကောက်60တင်း60 80ဒါအ ਨੇ စုပြောတာနော်ဒါပေမဲ့အများစုဒီ80တရာအရန်ကိုကောင်းမှ120လောက်နော်ထွက်တာမျိုးရှိမယ် ဆိုတော့120လောက်ထွက်တဲ့လေကတော့နည်းနည်းလေးကာပါရမယ်15သိန်းပိုးလောက်ဆိုတော့သူ့အတွက်ဘယ်လောက်ဖြစ်မလဲ45သိန်းလောက်နည်းနည်းဟိုကြံ့ဦးမယ်ပေါ့ဗျာဒါတော့မှတကယ်တမ်းကျတချို့ဆိုရင်ဟို size ပြိုးစိငွေလို့နဲ့ချီထားတာတို့เนาะဟိုဂျားတဲ့မှာစားစီးတည်နေဆိုမပူရှန်တော့ဘူးအကယ်၍သာခုနတင်း80လောက်တင်း80လောက်ရတယ်လေဆိုလို့ရှိရင်သွားပြီ နော်လုံးဝသူသူခုလက်ရှိဈေးနဲ့တွက်မယ်ဆိုလို့ရှိရင်ပဲအဲကျွန်တော်တို့ထားပါတော့ဗျာကဲ73သိန်းပဲထားနော်73သိန်းကို ကျွန်တော်တို့ကအဲဘယ်လိုပဲဖြစ်ဖြစ်ဥမာ1080လောက်ရတယ်ဆို10သိန်းလောက်ပဲရမယ်အရင်ပဲစိုက်သေးအရင်ပဲသူလုံအားကပါရှုံးသွားတယ်အဲ့တနေ့လုံးသူဘာနဲ့စားမလဲနောက်ပြီးခုနပြောတဲ့စိုက်သေးပြိုးသေးတွေပါချေးကွေတွေယူထားရမျိုးဆိုရင်ဒီလက်သမားတွေအတွက်ပြဿနာရှိတယ်ဒါကဟိုစံစည်းကျွန်တော်တို့ကဟိုကြလို့နော်ဟိုတက်လို့ခဏထား ဟိုစံသေးခုနကြလို့အခြေခံလူဒန်းသားတွေအတွက်အဆင်ပြေတာပေါ့ဗျာဒီတမိတက်တ်စာအတွက်တော့ဈေးသက်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့ခုနပြောတဲ့တောင်သူတွေရဲ့ပြဿနာဘာရှိနေလဲဆိုတော့အခုမြေမြေဩဇာတို့ပိုးတက်ရှိတို့ခုနပြောတဲ့စံမောင်းကားတွေနောက်လုံအားကားတွေနောက်ဒီဒီဒီဇယ်တက်စီပေါ့ဗျာအစရှိတဲ့ခုနရိတ်သိမ်းချွေးလေးအဲ့ဒီဇယိတ်တွေကြတော့မကြောက်အဲ့ဒါပြဿနာဒါကြောင့်ကျွန်တော်ခုနပြောတော့ဇုံကြဖို့လိုတယ်ဇုံမကြဘူးဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့က ဒီဈေးတတ်မှတ်ဈေးတတ်မှတ်တဲ့အဲထောက်ရတော့ဗျာဒီဆန်စပါးအဖွဲတွေเนาะအဖွဲစည်းတွေအခြေခံဈေးနှုန်းကတောင်သူစီကနေပြီးတော့တို့ကြိုက်လောက်တယ်ကျွန်တော်မေးကြည့်တာတော့တို့ဒီတည်ကြတယ်အခြေခံတတ်မှတ်ဈေးอ่ะဒီနေ့ကာလနဲ့ဆိုရင်တို့15သိန်းဝန်းကျင်လောက်မှာเนาะတို့ကဘာဖြစ်မလဲကြိုက်မှာ15သိန်းလောက်ရောင်းအောင်မှာအခုနပြောတေး90လောက်ထွက်မယ်ဆိုရင်တော့မှာเนาะသူက15သိန်းလောက်ဆိုလို့ရှင်ဘယ်လောက်ရမလဲဆိုတော့เนาะ10သိန်းတစ်ပတ်လေ10သိန်း12သိန်းလောက်ရမယ်ပေါ့ဗျာအကယ်၍အဲ့လိုမဟုတ်လို့တင်း100လောက်ရရင်တော့5သိန်းလောက်မြတ်မယ်ပေါ့ဗျာဒီသဘောရှိတယ် ဒါကြောင့်ပြန်ပြောရလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကဒီတောင်းသူဒီလဲလဲလုတ်တဲ့လူတွေအနေနဲ့ပေါ့နော်ရေရှည်သူတို့ရှင်သန်နိုင်ဖို့ကလည်းအရေးကြီးတယ်နော်ရှင်သန်နိုင်ဖို့လည်းအရေးကြီးတယ်အဲ့တော့ဟိုတစ်ဖက်မှာအခုဒီစံစည်းကိုကြည့်လိုက်တော့လေစံစည်းကဟိုကြနေတာကဘာကြောင့်ကြနေတာလဲနော်ဘာကြောင့်ကြနေတာလဲဆိုတဲ့အချက်ပေါ့နော်အဲ့တော့ဟို FOV ဈေးပေါ့နော်ပြပောက်ကိုပို့တဲ့ဈေးတွေကျွန်တော်လေ့လာကြည့်တယ်လေ့လာကြည့်တော့မနစ်ကဈေးနဲ့ဒီနှစ်ဈေးနဲ့ကလည်းအနည်းငယ်ကြတာတွေ့တယ်ပြပောက် အဓိကကျွန်တော်တို့နိုင်ငံအတင်ပို့တာပဲအင်ဒိုနီးရှားရှိမယ်ဗျာနောက်ပြီးလို့ရှိရင်ကျွန်တော်တို့မှရုရှားတို့မှတရုတ်တို့တရုတ်ကတော့အဓိကဇကွဲကိုအများဆုံးတင်ပို့တာသိရတယ်ဆိုတော့အဲဒီနှစ်မှာသူကတရုတ်ကလည်းသူကတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းအဝယ်နေသွားတယ်နေသွားတယ်ဆိုတာသူ့ဘက်မှာလည်းနည်းနည်းအထွက်များတဲ့သဘောရှိတယ်နောက်အင်ဒိုနီးရှားအင်ဒိုနီးရှားကကြတော့သူကဈေးဝယ်နည်းနည်းပြောင်းသွား ကျွန်တော်တို့စီကဒီ25မှတ်လို့ပေါ့ဗျာ25မှတ်ဆန်လို့ဟာမျိုးတွေကိုကျွန်တော်တို့စီကနေကျွန်တော်ကိုယ်တိုင်လည်းဒီဆန်ဟိုတော်တော်ပို့ခဲ့ဘူးပါတယ်เนาะပို့တယ်သူကအဓိကကျွန်တော်တို့ကပြပပို့25မှတ်ကအများဆုံးပို့ကြတာပေါ့အဲ့တော့25မှတ်ကိုသူကကျွန်တော်တို့ပို့နေတဲ့ဈေးကွက်ထဲမှာအခုဘယ်ကအပြန်ရောင်းလဲဆိုတော့ FOB ဈေးတို့အကြမ်းမြင့်တိတလောက်ဗျာတကယ်ဒီအဲစပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲဒီမှာကျွန်တော်မှတ်ထားတာ2000ဒီ25ပါဆိုရင်ကျွန်တော်တို့အရင်တုန်းက300နဲ့เนาะအဲ80 90ပေါ့အဲ့လောက်ရှိပဲမနစ်ကတော့400ကျော်တယ် မနစ်က460 80လောက်ရှိတယ်ဒီနှစ်မှာ FOCP ဈေးကလည်းကျတယ်ကျတော့သူကအဲ့ဒီမှာမှပပြဿနာကကျွန်တော်တို့က390 400လောက်ဆိုကျွန်တော်မဆိုးเนาะ400လောက်ဆိုရင်အဲဘာဖြစ်ဖြစ်အခုဒေါ်လာဈေးနဲ့ဗျာဥမာထားပါတော့ကျွန်တော်တို့စံတအိတ်ကိုเนาะ8000ခွဲ9000လောက်ဥမာရမယ်ဆိုပါလို့အခုကသူက 6000ဝန်းကျင်လောက်မှာပဲသူကရှိတယ်6000ဝန်းကျင်လောက်မှာပဲရှိတယ်ဆိုတော့ဟိုအိန္ဒိယတို့ဘာတို့ကအိန္ဒိယအခုတတိယသလောက်ဆိုရင်အိန္ဒိယနဲ့ဗီယက်နမ်ကနော်သူကကျွန်တော်တို့အခုရောင်းနေတဲ့ဈေးကွက်တွေထဲမှာသူကဈေးလျှော့ရောင်းတာနော်အိန္ဒိယဆိုရင်လည်းဘယ်လောက်လဲဒီ FOB ကို350နဲ့တောင်ရောင်းတယ်ရောင်းတော့ကျွန်တော်တို့ကဘယ်လိုပြန်ရောင်းမလဲနော်အဲကျွန်တော်တို့ကခုနပြောတဲ့အင်ဒိုနီးရှားတို့နော်အဲခုနတရုတ်တို့အိန္ဒိယတို့ကျွန်တော်တို့ကအဲ့လိုဆန်တွေပြန်သွင်းမဲ့ဟာသူတို့ကတော့ပြန်ရောင်းနေတာမျိုးရောင်းတာမှကျွန်တော်တို့ ရောင်းနိုင်တဲ့ဈေးထက်တောင်သူက short ရောင်း short ရောင်းတာဖြစ်တဲ့ခါကျတော့လက်ရှိပါပြပအဝယ်အခြေအနေပြဿနာရှိဆိုတော့ okay ဒါကအင်ဒိုနီးရှားသူတွေမှာတည်တော့ဆိုအင်ဒိုနီးရှားကလည်းဒီ2025တဲမှာအဲသူတို့သူတို့ရောင်းတဲ့ဈေးကအဲခုနပြောရဲကျွန်တော်တို့ရောင်းတဲ့ဈေးထက်တောင်သူကနှိမ့်ပြီးတော့အဲ့လို short ရောင်းတယ်ဒါပေမဲ့သူတို့မှလည်းတကယ်တန်ဖတ်တဲ့ဈေးကတော့သူတို့လည်း FOV ဈေးကသူတို့တကယ်တော့25မှတ်ဆန်အာဝါလောက်ရှိတယ်380 400ဝန်းကျင်မှာရှိတယ်သို့တော်လည်းတချို့ ဒီကုံတွေဒီပေါ့ဗျာကုံတွေတွေလည်းသူတို့အကြောင်းမျိုးမျိုးအိန္ဒိယမှာလည်းသူကပြဿနာကြီးရှိတာပေါ့နော်ရှိတော့သူကဘာလုပ်လဲဆိုတော့ကိုယ့်အကကိုเนาะ information ရောင်းတာပေါ့ဗျာ short ရောင်းပြတာ350လောက်ထိเนาะချရောင်းနေတော့တည်ရဆိုတော့ကျွန်တော်တို့ကအဲ့ဈေးကိုကျွန်တော်တို့မလိုက်နိုင်တော့เนาะရောင်းမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့ဈေးအောက်ကိုလိုက်ရောင်းအောင်ပေါ့လိုက်ရောင်းအောင်မှဖြစ်တော့လောလောဆယ်မှာပြပအခြေအနေကအဲ့လိုရှိတယ်စံဈေးွက်အခြေအနေဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကတည်တလို့ဆိုလို့ရှိရင် လက်တလုံးမှာတော့ မဝယ်ဘူးလားမေးရင်တော့တချို့လက်ကြီးတွေကတော့ဝယ်ပြီးတော့တော့ဟိုနိုင်တဲ့လူတွေပေါ့ဗျာငွေနိုင်တဲ့လူတွေကတော့ဝယ်ပြီးစုနေတာမျိုးတော့ရှိတော့အကယ်၍မြဲအဲဒီလူတွေလက်ထက်အကုန်ရောက်သွားပြီးတော့နော်အဲဈေးကဘယ်လိုဖြစ်မလဲတော့မပြောတတ်ဘူးပေါ့ဗျာအဲဒါမှမဟုတ်ဒါမှမဟုတ်ပေါ့နော်လာမယ့်ကျွန်တော်ခုမိုးသဘာကပြန်ဆတော့မှာမိုးသဘာပြန်ဆတော့မှာဖြစ်တဲ့ခါကျတော့မိုးသဘာနဲ့ပြန်ဆက်ပြီးတော့အဒီဈေးကဒီတိုင်းပဲအီလေအီလေနဲ့သွားမယ်ဆိုရင်နော်ရှင်းနေမှာလေဒီစံစဘာဈေးအခြေအနေကတော့ပြဿနာရှိပဲသို့တော့ တက်ဆိုင်တဲ့ဒီစံစဘာနဲ့ပတ်သက်တဲ့ပေါ့နော်ဟိုတာဝန်ရှိတဲ့ပုံကိုယ်တွေအနေနဲ့ကဟိုဈေးကွက်အစ်စ်ရှာတာမျိုးနောက်တစ်ခုကကျွန်တော်ကတော့ဟိုကျွန်တော်ဖြစ်စီချင်တာပြောတာနော်ဖြစ်စီချင်တာစံစည်းကိုလည်းအရင်မတက်စီချင်ဘူးဒါပေမဲ့တောင်းသူတွေကိုလည်းမရှုံးသေးဘူးဘာဖြစ်လို့တောင်းသူလယ်သမားတွေရှုံးသွားလို့ရှိရင်သူကလယ်သမားကအာသူတို့လိုအားကတော့ခုနကကျွန်တော်ထည့်ပေါင်းတဲ့ထဲမှာမပါဘူးလေနော်ဈေး၁၀သိန်းလောက်ရှိတယ်ဆိုတဲ့ထဲမှာကဲတွက်ကြည့်ဗျာသူတို့မိသားစုအတွက်တတနွေလုံးလောက်ရတဲ့ဈေးကြီးဗျာသူတို့လိုအားကတော့နေထွက်နဲ့ပဲပေါင်းကြည့်ဦး အနည်းဆုံးတော့၄၅သိန်းတော့ပေါင်းတင်တယ်နော်ပေါင်းတင်တယ်ဒါကြောင့်တို့က၅၅သိန်းလောက်မှတို့ကအဆင်ပြေမှာအဲ့တော့ကျွန်တော်တို့ကဘာလို့ပေးတင်လဲဆိုလို့ရှိရင်အခြေခံဈေးကိုနော်တင့်တော်တဲ့နော်ဈေးနှုန်းတစ်ခုဟိုကာလန်ဒေသန်နဲ့ပေါ့ဗျာနော်ဒီမှာပြောချင်တာကျွန်တော်ကျွန်တော်ဆန္ဒပြောတော့ကာလန်ဒေသန်နဲ့ကန့်ကြီးတဲ့ဒီအခြေခံသတ်မှတ်ဈေးကိုဖွင့်တင်တယ် ိလိုမဟုတ်ဖဲနဲ့ဗျာဟိုဘယ်လိုခေါ်မလဲစာရွက်ကြီးပေါ်တွေမှာထိုင်ပြီးတော့เนาะဟိုအခြေခံစကားသေးကိုသိန်းတို့ကိုသိန်းတို့အဲ့ကိုသိန်းပြောတဲ့လူစိုက်ကြည့်လေခမဆိုင်ကြည့်လေเนาะကိုသိန်းတတ်မှတ်တဲ့လူခမဆိုင်ကြည့်ဒါပဲเนาะအဲ့အဲ့လိုပဲပြောရတော့မှာခမဆိုင်စိုက်ပြီးခမစကားကိုကျွန်တော်ကိုသိန်းနဲ့ဝယ်မယ်စိုက်ဘယ်လိုလုပ်ကြိုက်ပါလဲဒါကြောင့်ကျွန်တော်ပြောချင်တာအခြေခံတတ်မှတ်စီအရှိတရားနဲ့တကယ့်အခြေအနေကိုတတ်မှတ်ဒါပေမဲ့တစ်ဖက်မှာလည်းဆန်စည်းမတက်အောင်လဲခုနလိုအပ်တဲ့ကျွန်တော်ထိန်ချောင်းမှုလုပ်ပေါ့ အခုကတစ်ဖက်မှာဒီစံစည်းမတက်အောင်ဟိုပြရုပ်ကောင်းပေါ့ဗျာเนาะစံစည်းမတက်ရင်ပြီးရောဆိုပြီးတော့စံစည်းမတက်အောင်ပဲကျွန်တော်တစ်ဖက်မှာဟိုပြရုပ်ကောင်းထိန်းနေပြီးတော့တစ်ဖက်ကခုနကပြောတဲ့လဲသမားတွေမျက်နှာပြန်မကြည့်တာမျိုးကလည်းအဆင်မပြေဘူးเนาะဟိုအခြေခံကျွန်တော်တို့တာမန်ဒီစံဝင်စားတဲ့သူတွေအတွက်ကတော့เนาะအဆင်ပြေနေပြီပဲလို့နှုတ်နှစ်ဖက်မျှဖို့လိုတယ်เนาะမျှဖို့လိုတယ်ဒါကြောင့်ကျွန်တော်ကဒါလေးကတော့စံစဘာနဲ့ပတ်သက်တဲ့ဟာပေါ့เนาะအဲ့တော့ပြန်ခြုံပြောရင်စံစဘာမှာအဓိကတစ်ချက်ကကျွန်တော်တို့မလုပ်ရမလဲဆိုတော့เนาะဈေးကွက် တစ်တီထိုးဖောက်တိုင်းကိုလုပ်ရမယ်ဒါကတာဝန်ရှိတဲ့လူလေသမားသွားမလို့ခိုင်းလေသမားကတော့သူတို့အနေနဲ့เนาะဒီဒီလိုနိုင်ငံတကာဈေးကွက်ကိုဘယ်လိုထိုးဖောက်မလဲအဲ့တော့သူတို့ဘာလုပ်နိုင်လဲဆိုတော့အခုနပြောတယ်နိုင်ငံတကာဈေးကွက်တွေကိုဈေးကွက်တက်ဆိုင်ရာတာဝန်ရှိတဲ့စံစဘာအသင်းအဖွဲ့အစည်းတွေကဈေးကွက်ပြောင်းတာမျိုးเนาะလုပ်တာမျိုးနောက်နံပါတ်1ကကျွန်တော်တို့ဘာလုပ်တင်လဲဆိုရင်ဟိုအရေးသွေးမြင့်တာမျိုးအမြင့်တိုင်းဒီ25မတ်ကိုပဲလုပ်တယ်ဆိုအခုအိန္ဒိယကဗျာအိန္ဒိယဆိုတာအဓိကကျွန်တော်တို့သိတော့ဆိုရင်အဲသူတို့ဒီဒီအရေးသွေးမြင့်စံတွေပေါ့เนาะထိုင်းဆိုရင်လည်းလုံးဝတော့ပေါင်းစံတွေအရန်ထုတ်တာ ။နောက်ခုန BNN လို့ဆိုတော့နိုင်ငံတကာမှာသူအဲ့လိုလုတ်လာတာ။အဲ့လိုလုတ်လာတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒါကိုမရှင်းပြိုင်နိုင်ရင်သူကကြာလာရင်ကျွန်တော်တို့မှာဘာဖြစ်မလဲဆိုတော့ဆန်စည်းခွက်ပျောက်သွား။ဆန်စည်းခွက်ပျောက်လာရင်ကျွန်တော်တို့နိုင်ငံအနေနဲ့ကပြောရလို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့ဒီလေကနေเนาะမြန်မာနိုင်ငံရဲ့စားသုံးမှုတွေဟာပိုတယ်ဗျာပြောရလို့ရှိရင်ပြည်ပသာမပိုဘူးဆိုရင်စံစဘာကမတရားပိုတာဒါပြောရရင် အဲ့တော့ကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့အည်သွေးကိုတတ်နိုင်တယ်ဗျာကျွန်တော်တို့ကမြင့်ပြီးတော့ထုတ်နိုင်ဖို့။နောက်အည်သွေးမြင့်ဆန်လေးကိုတော့ပေါင်းဆန်လိုဟာမျိုးတွေ။နောက်ဒါမှမဟုတ်နောက်တစ်ထပ်ပြီးတော့ကျွန်တော်တို့25မက်အပြင်ပေါ့နော်။ဟို9မက်ဆန်လိုဟာမျိုးပေါ့။အည်သွေးမြင့်တဲ့ဆန်တွေဆန်ကြောတွေပေါ့နော်။အဲ့ဒါမျိုးနဲ့ကျွန်တော်တို့က တကယ်ဥရောပဈေးကွက်လိုဟာမျိုးတွေနောက်ပြီးရင်ကျန်တဲ့တခြားကျွန်တော်တို့နိုင်ငံတွေဒါမျိုးတွေကိုကျွန်တော်တို့ဟိုရှာပြီးတော့ထိုးပေါက်နိုင်ဖို့တော့လိုတယ်ဒါပေမဲ့ဒီကာလကတော့ဟိုဒါတွေပြောတာပြောတာပါအားလုံးသိတဲ့အတိုင်းပဲအဲ့လောက်လဲတိတ်တော့စိတ်ဝင်စားလာတော့မပြောတတ်ဘူးပေါ့နော်ဒါတစ်ချက်နော်နောက်တစ်ချက်ကဒီလေသမားတွေဘက်ပါပေါ့နော်ဒါကျွန်တော်တို့တောင်သူဦးကြီးတွေကျွန်တော်ကိုယ်တိုင်လဲလေလုတ်ခဲ့ရတော့ကျွန်တော်တောသူတောင်သားကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲကိုကိုဒေတာတောသူတောင်သားတွေရဲ့သဘောတဘာပါကျွန်တော်အကုန်သိတယ်သိတယ်ဆိုတော့သူကအဓိကကအမြဲတမ်းဘာဖြစ်လဲဆိုတော့ ဒီနေ့တိတ်ပြီးတော့အဲ့လိုအဆင်မပြေဘူးဆိုနောက်နေ့မဆိုင်ချင်တော့မဆိုင်ချင်တော့အဲ့ပြဿနာရှိအဲ့တော့မဆိုင်ချင်တော့ဘာဖြစ်လဲဆိုနောက်နေ့ကျတော့အထွက်တွေယော့အထွက်တွေယော့လာတဲ့အချိန်မှာဈေးကောင်းပါဗျာဈေးကောင်းွားတော့ကိုကတိတ်လဲမလျှော့ဆိုင်ပြန်နဲ့မဆိုင်ပြီဗျာအဲ့လိုဖြစ်တဲ့ခါကျတော့အဲ့နေ့ကျတော့ဈေးကောင်းတော့ကိုဆန်ကိုစပားကိုဈေးကြီးပြီးဟိုမနစ်ကဆိုရင်ကျွန်တော်သိသလောက်ဆိုရင်မနစ်ကဖြစ်မယ်နော်မနစ်ကဟုတ်တယ်မနစ်ကဆိုသူကကိုစပားကိုပြန်ပြီးတော့ဟိုဈေးကြီးပြီးပြန်ဝယ်စားရတယ်ပေါ့နော်အဲအဲ့ဒါမျိုးဖြစ်တယ် အဲ့တော့တချို့တောင်သူတွေဘက်ကလည်းကျွန်တော်တို့ကဘာဘာသတိထားရလဲဆိုတော့ပုံမှန်ပေါ့နော်ကျွန်တော်တို့ဆိုက်ရမယ့်အခြေအနေမှာတော့အတက်နိုင်ဆုံးကျွန်တော်တို့ကဟိုပါပေါ့နော်ဆိုက်ဟိုဈေးကွက်အခြေအနေကိုလည်းမျက်ချီမပြတ်ဖို့တော့လိုတယ်နောက်တစ်ခါဒေတာမှာရှိတယ်ပေါ့နော်တောင်သူအချင်းချင်းကလည်းအတက်နိုင်ဆုံးစီယုံဖို့လိုတယ်စီယုံဖို့လိုတယ်ဆိုတာအဆိုပါတော့ဗျာထိန်းလို့ရသလောက်တချို့ဒီကာလဆိုဗျာအဲကျွန်တော်အကြမ်းမြင့်ပြောတာနော်ဟိုအတိအကျတော့မဟုတ်ပဲအဲအတိုင်းအတာတစ်ခုတော့စပါးစည်းတွေကသူက ဒီမိုးသမားတွေမပေါ်ခင်ရှားမှာအခုဆိုအဲကျွန်တော်တို့ထားပါတော့၄၅လပိုင်းပေါ့နော်၅လပိုင်း6လပိုင်းလောက်ဆိုရင်ဒါမိုးသမားတွေစပြီးတော့နည်းနည်းအဲဒီထွန်လာရက်တာပေါ့ဗျအမ9လပိုင်း6လပိုင်းဆိုဒါလုံးဝအဲကျွန်တော်စိုက်ချိန်ပြိုးချင်ရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့အဲ့တော့အဲ့ဒီကာလရှားမှာ3လလောက်ရှိမယ်အဲ့ဒီ3လလောက် gap မှာနော် အဲအခြေအနေတစ်ခုရတော့ပြန်ပြီးတော့တော့ခုနပြောတယ်အဲအတိုင်းတာပေါ့စပါးစည်းဆန်စည်းဟာအနေငယ်ဒီပြန်တက်လာတာမျိုးရှိနိုင်တယ်ဆိုတော့ထိန်းနိုင်အောင်ကျွန်တော်ဘယ်လိုစူးစမ်းရမလဲပေါ့နော်သို့တော်လည်းဒီလေသမားတွေအဖို့ကဟိုဘယ်လိုလုံးဝဒီပစ္စည်းတွေကိုလှောင်ထားဖို့ဆိုတာတို့ပါအရှင်းမပြဘူးအဲ့ဒါတော့ကျွန်တော်နားလည်ပါတယ်ဒါကြောင့်ခုနပြောလို့စီစီလုံးလုံးနဲ့ပေါ့နော်ဟိုဝိုင်းပြီးတော့ကျွန်တော်ဒီအောင်ဘယ်လိုထိန်းကြမလဲအဲ့ဒီအတွက်ကိုလည်းလိုအပ်တဲ့ဟိုလေဒီကျွန်တော်သိတော့ထိုင်းကိုထပ်ပြောမယ်ထိုင်းမှာဆိုလို့ရှိရင်နော် ဒီလဲဆိုင်တဲ့သူတွေကျွန်တော်သွားလေ့လာကြည့်တယ်လေ့လာကြည့်တော့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့ဟိုသူတို့ချီမှာရှိတဲ့ဘန်ဒီအကုန်လုံးကလေလဲဒီနေ့ပြိုးပြိုးစပြီးတော့ဗောဗျာစိုက်မယ်လို့ကြံရုံပဲရှိသေးတယ်သူတို့ကတခါတည်းအဲ့လဲကထွက်မဲ့စဘာကိုအခြေခံသတ်မှတ်စေရခုနပြောတယ်ဒေတာနဲ့ကိုက်ရည်တဲ့စီသတ်မှတ်ပြီးသားပြီးခံမှန်းပြီးတော့အဲ့ထွက်နိုင်တဲ့เนาะဟိုတင်းနဲ့ခံမှန်းပြီးတော့တော့ဘာလို့ငွေထုတ်တခါအခြေခံလဲ ကျွန်တော်တို့စီလိုမျိုးခုနပြောလိုမျိုးဟိုရသေးစိတ်ပြပါလေတေးကတသိန်းခွဲလိုဘာအဲ့ဒါမျိုးမဟုတ်ဘူးပြောရင်သူတက်ဆိုင်ရပုဂ္ဂလိကဘန်တွေလည်းကုညီတယ်ကုညီတော့ပြောချင်တာဗျာဘန်တွေကစဘာကိုဝယ်ပေးထားနိုင်တယ်ဝယ်ပေးထားနိုင်တော့အများကြီးဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ကစီမှာလည်းဖြစ်နိုင်လို့ရှိရင်ဗျာနောက်ပိုင်းမှာအဲ့လိုမျိုးလေသမားတွေစီကနေပြီးတော့တတ်နိုင်ကြမှာပေါ့နော်အမြအမြလည်းနည်းနည်းတော့ယူပေါ့ဗျာနော်အတူလည်းပပတော့ယူပေါ့ဒါပေမဲ့ဖြစ်နိုင်လို့ရှိရင်ခဏထိမ့်ပေးထားပြီးတော့ဟိုဘယ်လိုခေါ်မလဲဝိသမာလောဘ ဒါဟိုကုံသေးတွေလက်ထဲကိုမရောက်ခင်ပါဘာဖြစ်လို့ဆိုတော့သူတို့လက်ထဲတွေရောက်သွားပြီဆိုလို့ရှိရင်သူတို့အကုန်လုံးအဲ့ကြတော့ဈေးတွေကသူတို့လက်ထဲရောက်သွားရွှေဖြစ်သွားတာနော်တောင်သူလက်ထဲမှာဒါနော်ဒါကလုံးဝအဖိုးမတန်တယ်လို့အဲတကယ်လက်ထဲမှာလှောင်တဲ့လက်ကြီးတွေကိုရောက်သွားပြီဆိုရင်အဲအဲ့ဒါကြတော့သူအဖိုးကတန်ပါဘ ဒါကြောင့်အဲ့လိုမရောက်ခင်မှာကျွန်တော်တို့ကတက်ဆိုင်ရနေနေဒီမှာရှိတယ်ပေါ့နော်နေမြေလိုက်ပေါ့မစည်းဝိုင်းလုပ်ငန်းရှင်တွေရပဲဖြစ်ဖြစ်နော်တတ်နိုင်တဲ့လူတွေရပဲဖြစ်ဖြစ်သို့မဟုတ်ဘန်တွေရပဲဖြစ်ဖြစ်နော်ပုဂ္ဂလိကဘန်တွေရပဲဖြစ်ဖြစ်အဲ့လိုလေသမားတွေကိုတရားကြီးနိုင်ပြီးတော့သူတို့ရဲ့ရှိနေတဲ့ထွက်လာတဲ့စဘာတွေကိုအတက်နိုင်ဆုံးကျွန်တော်တို့ကပြောရရင်ဗျာစဘာကိုဟိုထိမ့်ပေးထားတဲ့သဘောမျိုးနဲ့နော်အဲ့လိုဝယ်ပေးထားတာမျိုးနဲ့နော်ဟိုအခြေခံတကယ် data တွေနဲ့ကိုက်ရည်တဲ့ဈေးတခုနဲ့လုံနိုင်တော့ဒါကျွန်တော်အကောင်းဆုံးလို့ထင်တယ်အဲ့လိုမဟုတ်ရင်ဒီတောင်သူလေသမားတွေကသူရတဲ့ဈေးထိုးရောင်းရတာ အလီမီယံထိုးရောဘာလို့သူတို့ကငွေစားဖို့တွေရှိတယ်စားဖို့တွေရှိတယ်နောက်ပြန်ဆိုင်ဖို့တွေရှိတယ်ဆိုတော့နော်အဲဒီအခြေအနေရှိတယ်ကျွန်တော်ပြောတာနည်းနည်းဟိုလဲနဲ့ပတ်သက်လို့နည်းနည်းကြည်ကြဲပြဲပြဲပြောတာဆိုတော့နည်းနည်းများသွားမှာဆိုလို့နော်အဲ့တော့ဒါက ကျွန်တော် layer site ပြောရင်းမှာဒီ sand နဲ့ပတ်သက်ပြီးတော့ပြောတာအဲ့တော့ပြန်ခြုံရရင်၈နှစ်မှာတော့ခုနပြောလို့ပြောအ site နည်းနည်းယော့မလားကျွန်တော်တန်တရားဖြစ်တာပေါ့နော်သို့တော်လည်းတချို့ကလည်းမဖြစ်မနေတော့လဲစရမှာပေါ့ဒါတော့ရှိတယ်ဒါပေမဲ့တချို့လည်းနည်းနည်း short site မယ်ဆိုတဲ့လူတွေရှိတယ်ဒီနှစ်မှာလည်းရှုံးတော့အဲ့လိုမျိုးဆိုရင် long တကြလို့ယော့တော့ဒီများလာရင်လည်းဘာဖြစ်လာလဲဆိုဈေးနှုန်းအပြောင်းလဲဖြစ်နိုင်နောက်ထပ်ဒီ pay စီကွက်ပေါ့နော် pay စီကွက်မှာဆိုလေဒီတိုင်းပဲနောက် pay စီကွက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကဘာသွားတွေ့လဲဆိုတော့ အခုဒီဒီနေ့ဆိုတာမပဲစီပေါ့ဗျာဥပမာမပဲစီဆိုလို့ရှိရင်မပဲဆိုနည်းနည်းကြားတယ်ပေါ့ဗျာဒီနေ့ကြားတယ်အဲခြားခုနပဲနောက်တို့ပါတို့နည်းနည်းကောင်းတယ်ပေါ့ဗျာအခြားပဲဒီနည်းနည်းကြားတယ်ပေါ့နော်ကြားတော့ကျွန်တော်တို့တောင်သူတွေမှာအဲ့ပြဿနာကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်ဒီပေါ်ပင်လိုက်ဆိုင်တဲ့ကိစ္စပေါ့နော်အဲ့ဒါကတောင်သူတွေတစ်ခုတည်းမှာဒီဒီတာဝန်ရှိတာမျိုးတော့မဟုတ်ဘူးဗျာ ်တက်ဆိုင်တဲ့ပုံကိုတွေရောအကုန်လုံးဒီနောက်ဆုံးပြဥပမာစားသုံးသူလိုဟာမျိုးတွေဒီဒီကျွန်တော်တို့အာဒီတောင်သူလေသမားတွေအပေါ်မှာပေါ့နော်အကျိုးဒီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်းသူ awareness တွေများများလုပ်ပေးဖို့လိုတယ်နောက်တစ်ခုကကုံတယ်အီးတွေပေါ့နော်ကုံတယ်အီးတွေကလည်းသူကထားပါတော့ငါတို့လာမယ့်နှစ်မှာနော်ဘယ်နိုင်ငံနဲ့တော့ဘလူတီးနိုင်ကိုစာချုပ်ချုပ်ထားတယ်နော်ဘယ်နိုင်ငံနဲ့တော့ငါတို့အဲဘယ်တီးတီးနိုင်တွေအတွက်ဘနဲ့တန်ပေါ့နော်ဘယ်ဈေးနှုန်းအခြေခံကြံကင်းစေးဘယ်ဈေးနဲ့လုပ်တယ်ဆိုတာ transfer တာစီဗျာ အဲ့ဒါဘယ်နိုင်ငံတခြားနိုင်ငံတွေမှာအဲ့ဒါလုပ်တယ်အဲ့လိုလုပ်ပြီးတော့သူကဘာလုပ်လဲဆိုတော့ကြိုးဆိုင်စိုက်ခန်းရတာသူက offer ပေးရတော့တစ်ဖက်မှာကြိုးရောင်းပြီးတော့သူကတစ်ဖက်မှာ offer ပေးရပေးပြီးတော့မှသူကဘာဖြစ်လဲတောင်းဆိုလိုက်အဲ့ဒါကြောင့်မှသူကဒီစည်းနဲ့အခြေခံခင်ဗျားတို့ဒီစည်းအနေအဆုံးရမယ်ဆိုစိုက်ချင်တာနော်နောက်ခုနပြောတဲ့တခြားနိုင်ငံတွေဆိုလို့ရှိရင်သူကအဲ့လိုပုံစံသွားတာကျွန်တော်စီမှာအဲ့လိုမျိုးတောင်းသူနဲ့ကုန်တယ်နဲ့ခုနတောင်းဝင်ရှိတဲ့ဒီဒီသုံးပွင့်ဆိုင်ပေါ့ဗျာအဲ့ဒီဟာသုံးပွင့်ဆိုင်ကတိတ်ပြီးတော့ ဟိုဘာဖြစ်လဲဆိုတော့တိတ်မျက်နှာချင်းမဆိုင်မျက်နှာချင်းမဆိုင်တော့ဆိုပါတော့ဒီနေ့မပဲစီမကောင်းနေကြတယ်ကြည်ရှင်းနေကြမပဲအဆိုင်ရော့တခြားသီးနှံတွေပြောင်းဆိုင်လိမ့်မယ်ပြောင်းဆိုင်တော့ဘယ်သီးနှံလာမယ့်နှစ်အတွက် offer ရှိလဲဘယ်လိုသိလဲကုန်းငယ်တွေသိတယ်ခုနပြောတဲ့တက်ဆိုင်ရာပါမစ်ပေးတဲ့လူတွေသိတယ်ဗျာဒါပေမဲ့အဲ့ဒီလူတွေက transparency ရှိဖို့လိုတယ်အဲ့ဒီလူတွေကဘာလို့ ਆ လဲဆိုတော့တက်ဆိုင်ရာဟိုပြောရရင်ဗျာကျွန်တော်တို့ကပြည်သူကိုကျင်ညာရတယ်တောင်သူတွေကိုကျင်ညာရတယ် ရှင်းနေမှာတော့ကျွန်တော်တို့ထားပါတော့ဗျာအိန္ဒိယကိုမပဲတန်ချိန်ဟောငါးသိန်းရောင်းထားတယ်နော်ဟိုကပဲဒီစိန်ကတော့မဘလောက်ရောင်းထားတယ်ဟိုတရုတ်ကိုကျွန်တော်တို့ကပဲဒီစိန်ဘလောက်ရောင်းထားတယ်နော်ဘာကတော့ဘလောက်ရောင်းထားတယ်ပြောပြီးသွားရင်ဟိုနှမ်းနော်ဟိုဘဲကိုဘလောက်ရောင်းထားတယ်အဲ့ဒါပြောပြီးသွားတော့မှတောင်သူတွေကိုကျွန်တော်ကဘာလို့ကဒီနှစ်နော်ဒါတွေစိုက်ဖို့နော်ဘဲသီးနိုင်တွေကဈေးကွက်ကောင်းတယ်အခြေခံဈေးကဘလောက်လောက်ရနိုင်တယ်ဆိုမှတောင်သူကအဲ့ဒါတွက်ချက်စိုက်တာအဲ့လိုမပြောတော့တောင်သူမှန်းစိုက်မှန်းစိုက်တော့အမြဲတမ်းလိုရတယ် အမြဲတမ်းလွဲတယ်ဆိုတာသူတို့စိုက်တဲ့နှစ်နဲ့ဈေးခုနပြောလွဲတယ်ဆိုတာလေခုနမပဲဆိုရှင်းနေဆိုတော့မဆိုင်တော့မဆိုင်တော့မရှင်းနေကြတော့မပဲအထွက်ရောက်အထွက်ရောက်ရဈေးတက်အဲ့ဒါဒါဈေးတက်မယ်ဆိုတာကျွန်တော်တို့နိုင်ငံထဲတော့တခုတည်းတော့မဟုတ်ပါဘူးဥပမာအိန္ဒိယမှာလည်းအဲဖြစ်တတ်တယ်အိန္ဒိယတောင်သူတွေလည်းအဲ့လိုပဲဆိုတော့တခါလေကျရင်သူကသူတို့နိုင်ငံရဲ့ဈေးွက်တွေလည်းလေ့လာတယ်အခုကတော့အိန္ဒိယမှာဒီနှစ်ကနည်းနည်းအိန္ဒိယတို့ခုနပြောတဲ့ဆန်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အင်ဒိုနီးရှားတို့နော်တရုတ်တို့သူတို့မှလည်းနည်းနည်းအထွက်များလာရဲ့နောက်သူတို့ကပြန်ထိန်းသွားတာရဲ့ အဲ့လိုပါတော့ကျွန်တော်တို့ကအမြဲတမ်းဒီတီးနံအနေနဲ့ပတ်သက်လို့ဈေးကွက်တွေကိုအမြဲတမ်းကျွန်တော်တို့ကနိုင်ငံတကာနဲ့ဒီသက်ဆိုင်ရာပုံကိုတွေပေါ့ဒါကတော့ကျွန်တော်တို့တောင်သူသွားပြောလို့မရအောင်တောင်သူကနောက်ခုနပြောတဲ့ export import လုပ်တဲ့ကိစ္စတွေကိုလိုက်ပြီးတော့တို့ကဘယ်ကြည့်ဖို့အတွက်တို့ကအခက်အခဲရှိတယ်လေရှိတော့ဘာလို့ပြောရမလဲဆိုတော့အဲ့ကုန်တယ်ရဲ့ပွင့်လင်းမြင့်တာဖို့လို့တယ်နော်တကယ်ကုန်တယ်ကြီးတွေပေါ့ဗျကုန်တယ်ကြီးတွေက တကယ်ကိုနောက်တစ်ခုက permit ယူထားတဲ့နိုင်ငံက exporter တွေပေါ့နော်အဲ့ဒါတွေကကြိုပြီးတော့ဈေးနှုန်းတွေကိုအတက်နိုင်ဆုံးပြောထားပြီးတော့လုပ်ရင်တောင်သူတွေအတွက်အကျိုးရှိတယ်နောက်တစ်ခုကကိုယ်လက်ထိုက်တဲ့အကျိုးများရမယ်ဗျာလောဘတော့မကြီးနဲ့ပေါ့ဗျာနော်အဲဒီလိုတော့ရှိတာပေါ့တချို့အဲ့လိုမဟုတ်ဘဲနဲ့ဟိုတောင်သူတွေကရှိသမျှအကုန်လုံးဝယ်ဝယ်ပြီးတော့မှနော်အခုကိုယ့်လက်ထက်ရောက်တော့မှဈေးကိုဆွဲမြောက်ပြစ်ပြီးတော့နော်လောက်တာမျိုးနောက်တစ်ခါနိုင်ငံခြားကိုရောင်းပြီးစား FOB ဈေးရတစ်စီး ဒါပေမဲ့ဘာလို့လဲလောဆဲဥထားတယ်เนาะအဲ့အဲ့ဈေးကိုရောင်းထားပြီးပြီဟိုတန်တသိန်းနှစ်သိန်းထားပါတော့ရောင်းပြီးပြီအဲ့ဈေးကိုဥထားမပြောဘူးမပြောဘဲနဲ့အောက်မှာရတဲ့လောက်နှိမ်ဝယ်เนาะအောက်ချီမှာရတဲ့လောက်နှိမ်ဝယ်ဝယ်ပြီးတော့မှအကုန်လက်ထဲရောက်ပြီးဆိုလဲဆိုတော့ तू အဲ့မှာလောကမြင့်ချပြီးတော့အဲနိုင်ငံတကာကလိုချင်လို့ရှိရင်သူ့လက်ထဲမှာပဲရှိတယ်ဆိုတော့အဲ့လိုအချက်ကင်တဲ့ဈေးဈေးခွက်ဟိုရောင်းချမှုပုံစံမျိုးတော့ဒီကာလမှာเนาะဒီကာလမှာမဟုတ်ပါဘူးเนาะဟိုဘယ်ကာလမှာပဲဖြစ်ဖြစ်အဲ့ဒါအထူးသဖြင့်လောကမလုံးတဲ့ ਨੇ ဒါတနည်းအားဖြင့်ပြောရရင်အဲ့ဒါလည်းအာဂရိတစ်မျိုးပဲ เนาะအဲ့ဒါလည်းအဂရိတမျိုးပဲဒါကြောင့်ကျွန်တော်တို့ဒါတွေကိုရှောင်ရှားမယ်ဆိုရင်ကျွန်တော်တို့စိုက်ပျိုးရေးเนาะဟိုကဏ္ဍတွေမှာအများကြီးထောက်ကူပြုပါမယ်ကျွန်တော်ဒီနေ့တော့ဟိုဒီလောက်ပဲပြောက်ဝေခွင့်ပြုပါအဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောရင်တော့ကျွန်တော်တို့ဈေးကွက်တွေတီးနှံဈေးကွက်တွေနဲ့ပတ်သက်ရင်စံစဘာဆိုရင်ကျွန်တော်တို့ကဈေးကွက်တစ်တွေကျွန်တော်တို့ထိုးပေါက်နိုင်ဖို့ကြိုးစားရတော့မယ်เนาะဒါသက်ဆိုင်တဲ့ပုံကူတွေပြောတာပေါ့เนาะနောက်တစ်ခါကျွန်တော်အရေးသွေးပိုင်းပေါ့နော်အရေးသွေးပိုင်းတွေကျွန်တော်တို့ထိုးပေါက်နိုင်ဖို့เนาะမြင့်တင်နိုင်ဖို့ကျွန်တော်တို့ကြိုးစားရတော့မယ်နောက်တစ်ခုကကျွန်တော်တို့ထပ်ပြီးတော့ပါလေအရေးကြီးဆုံးကအဲ့ဒီတီးနှံဘယ်တီးနှံမဆိုเนาะ အနိုင်ဆုံးသေးသတ်မှတ်ချက်ကကာလန်ဒေတန်နဲ့တကယ်ပကတိအခြေအနေနဲ့ကိုက်ရည်တဲ့ဈေးနှုန်းမျိုးဖြစ်ဖို့လိုတယ်။ဟိုစာရွက်ပေါ်ကနေချပြီးခုနကကျွန်တော်ပြောစပါးတင်းတရာကိုအခြေခံဈေး၉သိန်း၁၀သိန်းစိုက်ကြည့်လိုက်ပြောတဲ့လူစိုက်ခိုင်းလိုက်အဲ့စာထုတ်တဲ့လူစိုက်ခိုင်းလိုက်နော်အဲ့ဒါအကောင်းဆုံးပဲနော်အဲ့ဒါသူသူ့သားဝိုင်းစိုက်ခိုင်းလိုက်တနေငံလုံးအဲ့ဈေးနဲ့သူကြိုက်လာစိုက်ခိုင်းလိုက်အဲ့ဒါဆိုအဖြေသိသွားလိမ့်မယ်နော်အဲ့ဒါကကျွန်တော်တို့အဓိကကြံပြုတ်ခြင်းနဲ့နောက်တောင်သူတွေဘက်မှာလည်းအဓိကတောင်သူတွေနေနေရလေကျွန်တော်ပေါ်ပင်ပေါ့နော်အဲ့လိုလိုက်ပြီးတော့ ဟိုဟိုဒီနေ့မကောင်းဆိုနောက်နေ့မဆိုင်တာမျိုးဒီနေ့ကောင်းတယ်ဆိုလို့ရှိရင်အဲ့ကောင်းတဲ့သီးတန်တွေကိုဝိုင်းပြုံဆိုင်တာမျိုးเนาะအဲ့အရာတွေကိုကျွန်တော်တို့ကအထူးရှောင်ရှားပြီးတော့လုပ်မယ်ဆိုရင်ဒါကျွန်တော်တို့စိန်ခေါ်မှုတွေကိုအထိုက်လျောက်ပေါ့เนาะဖြေလျှော့နိုင်မယ်လို့ကျွန်တော်ဒါလေးအကြံပြုပြောချင်ပါတယ်အဲ့တော့နောက်အလင်းသိရင်လည်းကျွန်တော်စိုက်ပျိုးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားပါဦးမယ်ကျေးဇူးတင်ပါတယ်စာဆုံးချီးရှုပေးတဲ့တွေ